မောင်တော်မြို့အဝင်နာခခ9ရှစ်လမ်းမကြီးဘေးဝေးရတခြားမှာရှိနေတဲ့ကဘာချင်းတွေပြစ်ချင်းတွေကတုတ်ချင်းတွေနဲ့ဆက်သွေးရေးချင်းတွေကိုအရခတ်တော်အေကမနေ့ကရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။နာခခ9ရှစ်လမ်းမကြီးတွေကိုမနေ့ကမနက်ကစပြီးအေအေတပ်ဖွဲ့ဝင်တွေနဲ့စစ်တုံးပန်းတွေစုပေါင်းကရှင်းလင်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့မောင်တော်ဒေသခံတယောက်ကပြောဆိုပါတယ်။ဒီလမ်းမကြီးဟာကုန်တန်ရှင်များတဲ့ကားကြီးတွေဝင်ထွက်သွားလာနေတာကြောင့် လမ်းပြကြမယ့်အနေအထားကို ရောက်ရှိနေပြီးအခုတော့အလုံးရှင်းလင်းပြီးစီးသွားပြီဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လမ်းမကြီးပေါ်ကိုသွားလာရေးလွေကူစေဖို့အတွက်ရှင်းလင်းရေးပြုလုပ်ထားပြီဖြစ်ပေမဲ့လမ်းဘေးဝေးရာတစ်ဖက်တစ်ချက်မှာမြေမြုံမိုင်းတွေ ရှိနေသေးကြောင်း AA ကတတိပေးဆိုင်ဘုတ်တွေကကအတိပေးထားတယ်လို့ဒေသခံတွေကပြောကြပါဗျ။ဒီလမ်းမကြီးတစ်လျှောက်ကို AA ကဇန်နဝါရီလ2ရက်နေ့ကလည်းမိုင်းရှင်းလင်းရေးပြုလုပ်ခဲ့ပြီး မိုင်းအလုံးရေတရာကျော်ကိုတူဖို့ရရှိခဲ့ပါတယ်။ဒီလိုမိုင်းရှင်းလင်းမှုတွေဟာဒေသခံတွေရဲ့လုံခြုံရေးနဲ့သွားလာရေးတွေမှာပုံမလွယ်ကူစေဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်ခဲ့တာလို့သိရပါတယ်။